တနင်္ဂနွေလုံးအတိုင်းအတာနဲ့လက်ရှိစီးရင်အရငလီတန်တင့်ဒေတာတွေအလုံးမှာတင်ဆောင်းသူ1002ဦးထင်ရရရှိသူ2386ဦးပျောက်ဆုံးနေသူ30ရှိတယ်လို့သိရပါတယ်မလ28ရက်ကဖြစ်ပေါ်ခဲ့တဲ့အင်အားအလုံးပြင်းထန်တဲ့မြင်းကလေးနဲ့နောက်ဆက်တွဲငလီငယ်တွေလှုပ်ရှားမှုကြောင့်သခိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်စီနယ်မြေပဲခူးတိုင်းဒေသကြီးတို့မှာငလင်တန်တင်ခဲ့ရပြီး လန်ဒရာအဆောင်အိုးတွေထိခိုက်ပျက်စီးခဲ့ရကပြည်သူတို့ချို့အသက်သေးဆုံးခဲ့ရမှုတွေနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့မှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက်ရှောက်ဖွေကူညီကိစ္စရေးလုပ်ငန်းတွေကိုသက်ဆိုင်ရာနေမြေအလိုက်ဆောင်ရွက်လျက်ရှိရလို့သိရပါဗျ။ လက်ရှိအချိန်ထိနောက်ဆုံးကောက်ယူရရှိတဲ့စီးရင်တွေအရတနင်္ဂနွေလုံးအတိုင်းအတာနဲ့ငလင်တန်သိမ်းခဲ့ရတဲ့ဒေသတွေအလုံးမှာငလင်ဘေးတန်ကြောင့်တေဆုံးခဲ့ရသူ စုစုပေါင်း1002ဦး၊ဒဏ်ရာရရှိသူစုစုပေါင်း2386ဦး၊ပျောက်ဆုံးနေသူ30ဖြစ်ကြောင်းနဲ့အသေးစိတ်အစီးရင်တွေကိုဆက်လက်ကောက်ယူလျက်ရှိရလို့သိရပါဗျာ။နာဆာကောက်ကထဟာအဖွဲ့ဝင်တွေလိုက်ပါပဲ။ဒီကနေ့မလ29ရက်မနေ့အစောပိုင်းမှာထိခိုက်ပျက်စီးဆုံးရှုံးမှုများပြားခဲ့တဲ့မန္တလေးတိုင်းဒေသကြီးကိုသွားရောက်ပြီးငလင်တန်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေကိုရဟတ်ရင်တွေနဲ့ဥစွာ ြစ်ရှုစစ်ဆေးခဲ့တယ်လို့သိရပါဗျ။နာဆောက်ကွက်ထားဟာနှမ်းမြို့ရိုးတက်ရှောက်ငလင်တန်းကြောင့်ပြိုကျပျက်စီးခဲ့ရမှုအခြေအနေတွေမန္တလေးမြို့အတွင်းအဆောက်အဦးနဲ့လမ်းတွေပျက်စီးခဲ့ရမှုမန္တလေးတက္ကသိုလ်ပင်မဆောင်ပြိုကျပျက်စီးမှုနဲ့မီးလောင်ပျက်စီးခဲ့ရမှုအခြေအနေတွေကိုလိုက်လံကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူတွေရဲ့တင်ပြချက်တွေအပေါ်ပြိုကျပျက်စီးနေတဲ့အဆောက်အဦးတွေအတွင်းပိတ်မိနေသူတွေကိုအမြန်ဆုံးရှာဖွေဖော်ထုတ်နိုင်ရေးဆောင်ရွက်သွားဖို့ ပြန်လည်ကယ်တင်ရေးလုပ်ငန်းတွေကိုဦးစားပေးအစဉ်လိုက်ဆက်လက်ဆောင်ရွက်သွားဖို့နဲ့အစအဦးအစ်စ်တွေပြန်လည်တည်ဆောက်ရမှာခိုင်ခိုင်မာမာဖြစ်စေရေးဆောင်ရွက်သွားဖို့နဲ့တခြားလူအတာတွေမှာကြားခဲ့တယ်လို့သိရပါဗျာ။ အဲ့နောက်နာဆာကဥက္ကဋ္ဌဟာချမ်းမြအသာစီမြို့နယ်မှာရှိတဲ့လေစိတ်အဟောင်းနေရာမှာငလင်တန်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေကိုစေကူတမှုဆောင်ရွက်ပေးနိုင်ရတဲ့အတွက်ယာယီစေယုံနဲ့ကယ်ဆယ်ရေးစခန်ဖွင့်လှစ်ပေးဖို့စီစဉ်ဆောင်ရွက်နေမှုအခြေအနေတွေကိုတွားရောက်ကြည့်ရှုစစ်ဆေးပြီးတောင်ဝင်ရှိသူတွေကိုလိုအပ်တာတွေလမ်းညွှန်မှာကြားခဲ့ကြောင်းနဲ့မန္တလေးမြို့အတွင်းငလင်တန်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုတွေကိုဆက်လက်ကြည့်ရှုစစ်ဆေးမယ်လို့သိရပါဗျာ။